ဒါကတော့တကယ်လူခန္ဓာကိုယ်ရဲ့ကအသေးဖြစ်ပြီးတော့သူဟာ24နာရီပတ်လုံးအနာမြူပဲနဲ့အစိပ်ဖြည့်ထုတ်ပေးနေတဲ့စက်ရုံကြီးတစ်ခုဖြစ်ပါတယ်။ညတကောင်မှာတင်းဟာညစာနဲ့အချိုးရည်တွေကိုစားသုံးနေတဲ့အချိန်မှာအသေးကတင့်သွေးကိုတမနစ်ကို1.5လီတာနှုန်းနဲ့တန့်စင်ပေးနေပါတယ်။လူခန္ဓာကိုယ်ရဲ့အစွမ်းအထက်ဆုံးအင်္ဂါစိတ်ပိုင်းထဲမှာအသေးစဲပေါင်း 250ဘီလီယံအထိရှိပြီးတော့တစ်ခုစီတိုင်းကအလွန်သိငယ်တဲ့ဇီဝဓာတ်ပြုဆက်တွေလိုပါပဲသူတို့ဟာအစိပ်ဖြေခြင်းဇီဝကံမဖြစ်စဉ်စွမ်းရင်တူလောင်ခြင်းစတဲ့လှုပ်ဆောင်ချက်ပေါင်း900ကျော်တပြိုင်တည်းလှုပ်ဆောင်ပေးနေတာဖြစ်ပြီးတော့ကျန်းမာတဲ့အသေးရဲ့၃ပုံ၃ပုံလောက်သာကျန်ရင်တောင်မှအခြေခံဇီဝဖြစ်စဉ်တွေအတွက်လိုအပ်ချက်တွေကို ထိန်းထားပေးနိုင်ပါတယ်ဒါအပြင် တင်မသိသေးတာကတော့အဲဲမှာစူပါပါဝါရှိတဲ့အစိတ်ဖြေစနစ်တစ်ခုရှိပါတယ်။တစ်စက္ကန့်ကိုအစိတ်မော်လီကျူပေါင်း2တန်းအထိစီမံပေးနိုင်ပါတယ်။ အပြင်အသည်းဟာခန္ဓာကိုယ်ရဲ့လက်ပတ်နေတဲ့သွေးပမာဏရဲ့၁၀%ခန့်နှုန်းကိုတူလောင်ထားပြီးကြီးထွားမှုအပိုင်းတွေရဲ့၈၀%ခန့်နှုန်းကိုထုတ်လုပ်ပေးပါတယ်။ဒီချက်လက်တွေကစက်ပြပြင်းရေးအင်ဂျင်နီယာတွေဖြစ်ပြီးတော့အန်ဇိုင်းပေါင်းတထောင်ကျော်ကိုပေါင်းစပ်ထုတ်လုပ်ကနေ့စဉ်သဲကြည်ရေ1လီတာကိုထုတ်ပေးပြီးတော့အဆီတွေကိုခြေဖြတ်ပေးပါတယ်။အံ့ဩစရာကောင်းတာကတော့အသည်းဟာတဝက်ဖြတ်လိုက်ရင်နောက်မှအသည်းတစ်ကိုပြန်လဲကြီးထွားနိုင်စွမ်းရှိတာပါပဲ။ဒါပေမဲ့သူကဘလောက်ပဲအစွမ်းထက်ပါစေ သင်ဟာညတကောင်မှာအရက်တောက်ပြောပါနေမယ်ဆိုရင်တော့ဓာတုပစ္စည်းယိုစိမ့်မှုထပ်ပိုးဆိုးတဲ့ဇီဝကံမသွေးတံကိုအသေးကခန်းစားရပါလိမ့်မယ်။သူကအသင့်ကိုစိတ်မပူစေဖို့အတွက်အသက်80ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိတည်ဆုံသွားမှသာပထမဆုံးတတိပေးချက်အချက်ပြမှုကို ်တင့်ကိုပေးมาဖြစ်ပါတယ်အဲ့ဒီအချိန်ရောက်ရင်တော့သူဟာလုပ်ငန်းလုံကဲနေတဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့သူဟာဘယ်တော့မှနာကျင်တယ်လို့အဟိမပြောပဲဆဲအဆုလိုက်ပြုံလိုက်ပျက်စီးမဲ့နောက်ဆုံးတစ်စက္ကန့်ထိအန်ကျိတ်ခံနေတတ်ပါတယ်။ဒီအတန်တိတ်နေတဲ့အသေးကလုံးမလုံးတော့ဘူးဆိုရင်ဒါဟာထာဝရခွဲခွာခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကိုကိုကိုကောင်းကောင်းချစ်ပါလို့တိုက်တွန်းပြရစီ